ဆေးပညာလောကမှာစစ်မန်ဖရိုက်နဲ့ကာယွန်းတို့ကိုလူရင်းနှီးပါသိကြပါတယ်။ဒါပေမဲ့သူတို့နဲ့အတူတဒန်းနဲ့ထားပြီးတော့ဆေးပညာရဲ့ကြီးသုံးကြီးတဲ့ကတရူအဖြစ်သတ်မှတ်ခံရတဲ့ဒုတိယမြောက်မဟာပညာရှင်ကြီးအက်ဖရက်အက်ဒလာကိုတော့လူသိနေကြပါတယ်။အက်ဒလာရဲ့ဆေးပညာကကျွန်တော်တို့သိတဲ့ဆေးပညာအမြင်တွေနဲ့စန့်ကျင်ကွဲထွက်နေပြီးတော့တချို့ကအန်နီယေရှိရဲ့အတွေးခေါ်လိုတော့မှယူဆခဲ့ကြပါတယ်။ဒါပေမဲ့သူ့ရဲ့ဆေးပညာအမြင်တွေက ျွန်တော်တို့ရဲ့တကယ်နေစဉ်ဘဝပြဿနာတွေနဲ့စိန်ခေါ်မှုတွေအတွက်လက်တွေ့အကျဆုံးအတွေ့အခေါ်တွေနဲ့မြင်အသစ်တွေကိုပြီးစွမ်းနိုင်တာတော့သိကြပါတယ်။တိဟုတ်ပညာရှင်တို့ရဲ့အဆိုအရဆိုရင်အက်ဒလာစိတ်ပညာကလူတစ်ယောက်ဘယ်လိုပျော်ရွှင်နိုင်မလဲဆိုတဲ့ဒီအတွေ့အခေါ်ဆိုင်ရာမေးခွန်းကြီးကိုရိုးရှင်းပြီးတော့ပြသတဲ့အဖြေတွေပေးတယ်လို့ဆိုပါတယ်။ဒီမေးခွန်းရဲ့အဖြေကသင်တင်ထားတာတစ်ခုကိုသင်တဲ့ပုံနှိမ့်ဆက်ပြီးတော့တဲ့လက်ကမ်းမှာပဲရှိနေတယ်ဆိုတော့ဒီဗီဒီယိုကပေါ်ပြပါလိမ့်မယ် ဒီဗီဒီယိုကအက်ဒလာရဲ့အဓိကကြတဲ့တွေးခေါ်၅ခုကိုဆွေးနွေးတင်ဆက်ပေးသွားမှာပါအရင်မြစ်ကတော့အတွေးခေါ်ပညာရှင်တဦးနဲ့လူငယ်တဦးကြားကဆွေးနွေးမှုတွေဖြစ်သေးဖို့ပြီးတော့လူတိုင်းနားလည်လွယ်အောင် ရှင်းလင်းတင်ပြပြီးရေးထားတဲ့စာရေးဆရာအီခီရိုကီရှိမီနဲ့ဖူမီတာကဲကိုကာရဲ့ The Courage to Dislike ဆိုတဲ့စာအုပ်ထဲကခေါင်းထုတ်တင်ဆက်တာဖြစ်ပါတယ် ဒီစာအုပ်ကဩစတြေးလျစိတ်ပညာရှင် Alfred Adler ရဲ့ဒိခေါ်တွေကိုအခြေခံထားတဲ့ဂျပန်ဘက်ဆယ်လာစာအုပ်တော့လည်းဖြစ်တယ်လို့အခုခေတ်မှာ Adler စိတ်ပညာကိုပြန်ပြီးတော့ရေပန်းစားလာစေတဲ့အစားအသောက်ဆိုလည်းမပါဘူး။သင်ဟာအတိတ်ကအတွေ့အကြုံတွေတခြားသူတွေရဲ့မျှော်လင့်ချက်တွေနဲ့ကြီးကျယ်ခမ်းနားတဲ့ဘဝစီမံကိန်းတစ်ခုရှိရမယ်ဆိုတဲ့လူမှုစံနှုန်းဖိအားတွေကြောင့်မှပြင့်မိနေရလို့ခံစားရဘူးလား။ဒီလိုခံစားချက်တွေဟာကျွန်တော်တို့တော်တော်များများကြုံတွေ့ရလိမ့်ရှိတဲ့အရာတစ်ခုပါ။ ဒီဂျင်တွေကိုပြည့်ရှင်းဖို့အတွက်ဒီစာအုပ် The Courage to be Disliked ကကျွန်တော်တို့မြင်နေကြတဲ့စန့်ကျင်မဲ့ဖြစ်တဲ့လမ်းတစ်ခုကိုညွှန်ပြပေးနေပါတယ်။ဒီဗီဒီယိုမှာတော့သင်ကိုလွတ်လပ်မှုနဲ့ပျော်ရွှင်မှုကိုချုပ်မြင်ပုံတစ်ခုပေးစွမ်းနိုင်မဲ့စိန်ခေါ်မှုရှိဆုံးဖြစ်ပေမဲ့နောက်ဆုံးမှာလွတ်မြောက်မှုကိုလည်းပေးစွမ်းနိုင်ဆုံးသော Atlarian စိတ်ပညာရဲ့အတွေ့အခေါ်ငါးခုကိုဟောပြသွားမှာဖြစ်ပါတယ်။ Atlarian စိတ်ပညာကိုနားလည်ဖို့အတွက်ပထမဆုံးခြေလှမ်းက ကျွန်တော်တို့ရဲ့အတိတ်နဲ့ပြစ်ဆုံးပံပေါ်မြင်တဲ့အမြင်ကိုပြောင်းလဲခြင်းကနေစတင်ရမှာဖြစ်ပါတယ်ပထမတွေ့ခေါ်အဓိကကျတော့အမြင်ပြောင်းလဲမှုသင်ရဲ့အတိတ်ကသင်ကိုမတက်မှတ်ပါအစောက်ထဲမှာအက်ဒလာရဲ့တီလီယိုလော်ဂျီလို့ခေါ်တဲ့ရည်ရွယ်ချက်ပန်းနိုင်ကိုလေ့လာတဲ့အမြင်နဲ့ဖရိုက်ရဲ့အီဒီယိုလော်ဂျီလို့ခေါ်တဲ့အကြောင်းတရားကိုလေ့လာတဲ့အမြင်နှစ်ခုကြားခွာခြားချက်ကိုရှင်းပြထားပါတယ်ဒီအမြင်နှစ်ခုရဲ့ခွာခြားချက်ကိုရှင်းလင်းတော့ဒီစရားနဲ့နှိုင်းယှဉ်ကြည့်လို့ရပါတယ်အီဒီယိုလော်ဂျီအကြောင်းတရားလေ့လာမှု teleology ရည်ရွယ်ချက်လေ့လာမှုဒီမှာ etiology ကဆိုလို့ရှိရင်အကြောင်းနဲ့အကျိုးဆက်ဆက်တဲ့စိတ်ပင်ကဖြစ်ပါတယ် the psychology of cause and effect ကိုလေ့လာတယ် teleology ကတော့ရည်ရွယ်ချက်ဆိုင်ရာစိတ်ပညာဖြစ်တဲ့ the psychology of purpose ကိုလေ့လာတာဖြစ်ပါတယ် etiology မှာဆိုရင်ဒီမျိုးကို freud ကတင်ပြခဲ့တာမျိုး freudian အမြင်လို့ခေါ်ပါတယ်အတိတ်ကအကြောင်းတရားတွေဟာပြစ်စုံပံကိုဘယ်လိုအကျိုးဖြစ်စေသလဲ ဒါမှမဟုတ်ပစ္စုပန်ဂျိုးတရားကအတိတ်ကဘယ်အကြောင်းကြောင့်ဖြစ်တာလဲဆိုတာကို focus ထားပါတယ်။ဥပမာစိတ်ဒဏ်ရာလိုမျိုးပေါ့။ Adler ရဲ့ Adlerian အမြင်ကတော့ဒူရာအတိတ်ကအကြောင်းတရားတွေကြောင့်ပြုမှုနေထိုင်တာမဟုတ်ဘဲနဲ့ပစ္စုပန်မှာသတ်မှတ်ထားတဲ့ပန်းတိုင်းသို့မဟုတ်ရည်ရွယ်ချက်တစ်ခုခုကြောင့်ရှေ့ဆက်နေကြတာလို့မြင်ပါတယ်။ပန်းတိုင်းကိုဥတည်ခြင်းသဘောတရားပါ။ဥပမာ etiology ကအတိတ်ကစိတ်ဒဏ်ရာကြောင့်အခုလိုဖြစ်နေတာဆိုတော့ဒီအတိတ်ရဲ့လွှမ်းမိုးမှုကအာယုံဆိုင်တာဖြစ်ပါတယ်။ teleology ကတော့ ဥပမာဒီလိုပန်းနိုင်ကိုရောက်ချင်တဲ့ရည်ရွယ်ချက်နဲ့အခုလိုပြုတ်မှုနေတာဆိုရင်ရည်ရွယ်ချက်ကိုအာရုံစိုက်တာဖြစ်ပါတယ်။ teleology ရဲ့အဓိကအကျိုးကျေးဇူးကတော့သင်ရဘဝကအတိတ်ကဖြစ်ဖြစ်တွေကြောင့်ပြောင်းလဲလို့မရတဲ့အရာမဟုတ်ဘူးဆိုတာကိုပြတဲ့အနေနဲ့ခွန်အားဖြစ်စေပါတယ်။ဒီမျိုးလက်ကင်ထားမယ်ဆိုရင်ဒါသင်ဟာအတိတ်ရဲ့သားကောင်ဖြစ်နေတဲ့အချိန်တွေကနေသင်ဘဝရဲ့ပဲကင်ရှင်အဖြစ်ပြောင်းလဲနိုင်မဲ့အစွမ်းတက်တဲ့ခြေလှမ်းတစ်ခုကိုအစားပြုလိုက်တာဖြစ်ပါတယ်။ အက်လာရဲ့ဒီတော်လန်နဲ့အတွေ့အခေါ်ကဘာကိုပြောချင်တာလဲဆိုရင်ကျွန်တော်တို့ကြားကြားနေရတဲ့စိတ်တန်ရာ trauma ဆိုတာဆုံးဖြတ်ချက်ပေးနိုင်တဲ့အားတစ်ခုမဟုတ်ဘူးလို့ဆိုတာဖြစ်ပါတယ်။ဒါအတိအကျနားမလည်ဘူးဆိုရင်ကျွန်တော်တို့ကြုံပေးရတဲ့ဖြစ်ရက်တွေ၊နာကျင်မှုတွေကိုစော်ကားလိုက်တယ်လို့ထင်ရပါတယ်။ဒါပေမဲ့စာအုပ်ထဲမှာရှင်းပြထားတာကဘယ်တွေ့ကြုံကောင်းမှကျွန်တော်တို့ရဲ့အောင်မြင်မှုဒါမှမဟုတ်ကြာရှုံးမှုတွေအကြောင်းရင်းခံတကူမဟုတ်ပါဘူး။ ကျွန်တော်တို့ဟာတွေးကြုံခဲ့ရတဲ့တွေးကြုံတွေရဲ့တုံ့လို့ချောက်ချားမှုတွေ trauma တွေကြောင့်လက်ရှိမှာနာကျင်ခံစားနေရတာမဟုတ်ပါဘူး။အဲ့ဒီတွေးကြုံတွေကမိမိတို့ရဲ့ပြစ်ဆုပန်ချီရခြင်းနဲ့ကိုက်ညီမဲ့အရာတွေကိုထုတ်ယူသုံးစွဲခြင်းသာဖြစ်ပါတယ်တဲ့။ကျွန်တော်တို့ကိုတွေးကြုံတွေကတတ်မှတ်တာမဟုတ်ပါဘူး။ကျွန်တော်တို့ပြဋ္ဌာန်းလိုက်တဲ့အဓိပ္ပာယ်ကသာလဲကျွန်တော်တို့ကိုတတ်မှတ်ခြင်းဖြစ်ပါတယ်။ဒီယူဆကိုစာအုပ်ထဲကလူငယ်ရဲ့အခန်းအောက်နေတဲ့ငယ်ချင်းအကြောင်းနဲ့အတွေးခေါ်ပညာရှင်ကရှင်းပြထားတာက အဲ့ဒီငယ်ချင်းကတိတ်ကစိုးရင်စေးကြောင့်အခန်းထဲကနေအပြင်ကိုမထွက်ရတာမဟုတ်ပါဘူးအပြင်မထွက်ချင်တဲ့ရည်ရွယ်ချက်ကိုအောင်မြင်အောင်လို့အတိတ်ကစိုးရင်စေးကိုဖန်တီးနေခြင်းသာဖြစ်ပါတယ်တဲ့ဒီနေရာမှာစိတ်ခံစားချက်ကိုဖန်တီးရဆိုတဲ့အနေကမိငုံထုတ်เสียဖြစ်လာပါပြီဘလို့ဖန်တီးရတယ်ကျွန်တော်သူ့ရဲ့ဖြည့်ရှင်းချက်ကိုဆက်လေ့လာကြည့်အောင်တီလီယိုလော်ဂျီအမြင်ရစိတ်ခံစားချက်တွေဟာပန်းနိုင်တကူအောင်မြင်ဖို့အတွက်အသုံးပြုတဲ့ KRA ဖြစ်ပါတယ် ဒီချက်ကိုမြင်သာအောင်စာအုပ်ထဲမှာဥပမာပြထားတာကကော်ဖီဆိုင်မှာစပွဲတို့ကလူငယ်တယောက်ရဲ့အင်ဂျီဘိုကိုကော်ဖီတွေဖိတ်ဆင်ကြအောင်မတော်တဆလုပ်မိသွားတယ်။ဒါကိုလူငယ်ကဒေါသနဲ့တုံ့ပြန်တယ်။ဒီဇလန်ကိုပြန်နေတုံးသက်ကြည့်မယ်ဆိုရင်ဒီဖြစ်ပျက်မှာအဓိကအချက်ကလူငယ်ဟာဒေါသထွက်လို့အော်ဟစ်ခဲ့တာမဟုတ်ဘဲနဲ့စပွဲတို့ကိုသူ့အမိန့်ကိုနာခံစေလိုတဲ့အတွက်ကြောင့်အော်ဟစ်ဖို့ဒေါသကိုဖန်တီးခဲ့တာဖြစ်ပါတယ်။ဒါကို Friday ရဲ့ ideology အကြောင်းတရားရှုထောင့်ကနေကြည့်မယ်ဆိုရင်တော့ ကော်ဖီဖိတ်ဆိုင်မှုကြောင့်လူငယ်ဟာမတက်တာပဲဒေါသထွက်ပြီးတော့စိတ်မထိနိုင်မဲ့အော်ဟစ်ခဲ့တယ်လို့ဖော်ပြပါလိမ့်မယ်။ဒါပေမဲ့လူငယ်ရဲ့အတုံပြန်မှုကို Adlerian အမြင် teleology ရှုလောင်းကနေကြည့်မယ်ဆိုရင်တော့ဒါလူငယ်ဟာဒေါသထွက်ပြီးမှအော်ဟစ်တာမဟုတ်ပဲနဲ့အော်ဟစ်ဖို့အတွက်ဒေါသကိုဖန်တီးခဲ့ခြင်းသာဖြစ်ကြောင်းရှင်းပြထားပါတယ်။ဒီနေရာမှာမေးချင်တာကတင်ဆိုရောဒီယူဆကိုလွတ်တက်ချားလိုက်တဲ့အခါမှာလက်ခံနေမှာမလား။ဒေါသထွက်လို့အော်တာမဟုတ်ပဲနဲ့အော်ခြင်းလို့ဒေါသဆိုရယ်ခံစားချက်ကို ဖန်တီးတယ်ဆိုတဲ့အမျိုးပေါ့စောက်ထဲမှာပါတဲ့စိတ်ကံစားချက်ကိုလူကဘလို့ဖန်တီးတယ်ဆိုတဲ့အပေါ်ရှင်းပြတဲ့ဥပမာတစ်ခုကိုပြောပြပါဦးမယ်မိခင်တူကသူ့ရဲ့ကလေးကိုစူပူချိန်မောင်းနေတယ်အဲ့ဒီချိန်မှာရုတ်တရက်တယ်လီဖုန်းမိလာတဲ့အခါမိခင်ဖြစ်သူကဖုန်းကိုကမန်းကတန်းကောက်ကန်လိုက်တယ်ကန်ကန်ချင်းမှတော့သူ့ရဲ့အတန်းကဒေါသတန်ပါနေသေးပဲဒါပေမဲ့ဖုန်းခေါ်တဲ့သူကသူ့ကလေးရဲ့အတန်းပိုင်ဆရာမှမှန်သိသွားတော့လီတန်ချက်ချင်းပြောင်းလဲသွားပြီးတော့ချိုးသားရင်ကြီးတဲ့လီတန်နဲ့၄-၅မိနစ်လောက်စကားပြောဆိုခဲ့ ဖုံးချလိုက်ပြီးတဲ့အခါမှာတော့သူ့ရဲ့မျက်နှာမူရာချက်ချင်းပြန်ပြောင်းလဲသွားပြီးတော့သူ့ကလေးကိုစူဖို့ချက်ချင်းပြန်စတင်ခဲ့ဒီအဖြစ်ဖြစ်မှဆိုရင်ဒေါသဆိုတာလူဝက်တလို့ထုတ်ယူသုံးဆွဲနိုင်တဲ့ကိရိယာတစ်ခုဖြစ်ကြောင်းပြသနေပါတယ်အခုနောက်ကော်ဖီဖိတ်စင်တဲ့ဖြစ်စဉ်လိုပါပဲတစ်ဖက်လူကိုအနိုင်လိုချင်တဲ့ရည်ရွယ်ချက်ကြောင့်ဒီဒေါသကိုဖန်တီးလိုက်တာဖြစ်တယ်လို့ရှင်းပြထားပါတယ်ဒါကြောင့်အက်ဒလာရဲ့ပထမတွေးခေါ်ဖြစ်တဲ့တိတ်နဲ့ပြစ်စုံပံကိုရှုမြင်ပုံပြောင်းလဲခြင်းဆိုပါမှာ အက်ဒလာက အတိတ်ကစိတ်ဒဏ်ရာတွေဟာတကယ်မရှိဘဲနဲ့ပြစ်ဆုပ်ပံရည်ရွယ်ချက်တွေအတွက်ဖန်တီးလိုက်တဲ့ခံစားချက်တွေပြဋ္ဌာန်းလိုက်တဲ့အဓိပ္ပာယ်တွေဖြစ်ကြောင်းကိုရှင်းလင်းသွားပါတယ်။ကျွန်တော်တို့ရဲ့အတိတ်ကိုကျွန်တော်တို့မထင်ကျုံနိုင်ကြောင်းရှင်းလင်းပြီးတဲ့နောက်မှာကျွန်တော်တို့ရဲ့ဘဝမှာနေစဉ်ကြုံတွေ့ရတတ်တဲ့ပြဿနာအားလုံးရဲ့ဇင်းမြစ်အမှန်နဲ့ပတ်သက်ပြီးတော့လေအက်ဒလာရဲ့အလားတူပြင်းထန်တဲ့ဒုတိယအမြင်တစ်ခုကိုဆက်ပြီးတော့လေ့လာကြည့်အောင်။ဒုတိယတွေ့ခေါ်ပြဿနာအားလုံးရဲ့ရှင်းမြစ် လူချင်းချင်းဆက်ဆံရေးဒီခန်းမှာတော့လူသားတို့ရဲ့ပြဿနာအလုံးဟာအရင်စစ်ကြည့်လိုက်မယ်ဆိုရင်လူချင်းချင်းဆက်ဆံရေးတွေသာဖြစ်တယ်ဆိုရင်အက်ဒလာရဲ့အဆိုကိုရှင်းပြထားပါတယ်ဒီအချက်ကိုနားလည်ခြင်းအပြင်ကျွန်တော်တို့ရဲ့မလိုအပ်တဲ့ဝန်တုံဝန်ဘိုးတွေကိုဖေရှားဖို့အတွက်အရေးကြီးတဲ့ခြေလှမ်းဖြစ်စေနိုင်မယ်လို့မျှော်လင့်ပါတယ်ပြဿနာအလုံးကြီးလူချင်းချင်းဆက်ဆံရေးပြဿနာမှဖြစ်သည်ဒီချက်ကိုစိတ်ကူးကြည့်ခိုင်းတဲ့ပုံဟာအကယ်၍များစက်ကြောလာခြင်းမှလူတူဦးတဲသာရှိနေမယ်ဆိုရင် အထီးကျန်ခြင်းအားငယ်ခြင်းနဲ့တခြားစိုးရင်ပူပန်မှုတွေလည်းရှိတော့မှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီပြဿနာတွေကလူမှုဝန်ကျင်တစ်ခုအတွင်းမှာပဲပေါ်လာနိုင်တဲ့အရာတွေဖြစ်လို့ပါ။တရားဝင်ထဲရှိနေတာအထီးကျန်တာပဲမဟုတ်ဘူးလားဆိုလို့ရှိရင်အထီးကျန်ခြင်းဆိုတာလူအတိုင်းဝိုင်းကနေခြံလက်ခံရမှုဆိုလိုခြင်းဖြစ်ပါတယ်။ငကိုတွေကတရားဝင်ထဲရှိမယ်ဆိုရင်ဒီကျန်ခြင်းဆိုတဲ့အရာတော့မှရှိလာမှာမဟုတ်ပါဘူး။ဒါကြောင့်ဒီ theory ကလူမှုဆက်ဆံရေးကမပျော်ရွှင်မှုရဲ့အရင်းမြစ်ဖြစ်နေပါရဲ့ဆက်ဆံရေးတွေကမကောင်းလာ ဒါပေမဲ့အတွေးခေါ်ပညာရှင်ကဆက်ဆံရေးတွေကမကောင်းဘူးလို့ဆိုလိုတာမဟုတ်ဘဲနဲ့ဒါရီယာကျွန်တော်တို့ရဲ့ကြီးမားဆုံးသောဝန်ထမ်းမှုနဲ့အကြီးမားဆုံးသောပျော်ရွှင်မှုနှစ်မျိုးစလုံးရဲ့အရင်းမြစ်ဖြစ်ကြောင်းကိုဇူလိုခြင်းဖြစ်ပါတယ်။လူမှုဆက်ဆံရေးတွေမှာဖြစ်ပေါ်လာတတ်တဲ့အားငယ်စိတ် feeling of inferiority ဆိုတာဟာဓမ္မတိထန်ကြတဲ့အမှန်တရားမဟုတ်ဘဲနဲ့ပုဂ္ဂလတိထန်ကြရဲ့ယူဆချက်တစ်ခုသာဖြစ်ပါတယ်။ဆောက်တဲ့တွေးခေါ်ပညာရှင်က သူ့ရဲ့အရက်မောင်းပေါ်မှာဘလို့စိတ်ထားလဲဆိုလို့ရှိရင်သူ့ရက်ကငါးပေသာတာပဲရှိပါတယ်။ဒီချက်ကတခြားတယောက်နဲ့ရှင်လိုက်မယ်ဆိုရင်အားနေချက်လို့ထင်ရတယ်။အားငယ်စိတ်ကိုပြည့်စုံနိုင်ပေမဲ့သူကတော့ဒါကိုဒီရက်မောင်းကြောင့်ပဲသူကလူတွေကိုစိတ်သက်သာရစေတယ်။ချိန်ချောက်မှုဖြစ်စေဘူးဆိုရဲအားသာချက်ဖြစ်ပြန်ပြီးတော့ဒိဗေကွင်းဆုံငယ်။ဒီနေရာမှာအားငယ်စိတ်ရဲ့ကွဲပြားမှုကိုလည်းနားလည်ဖို့လိုအပ်ပါတယ်။အဲ့ဒါကတော့ကျမ်းမာတဲ့အားငယ်စိတ်နဲ့ကျမ်းမာမှုမရှိတဲ့အားငယ်စိတ်ပါ။ တမ်းမာတဲ့အားငယ်စိတ်ကကိုယ့်ကိုယ်ကိုတိုးတက်စေဖို့အတွက်လှုံ့ဆော်ပေးတဲ့အင်ဂျင်တစ်လုံးလိုပါပဲ။ Engine of Progress ဖြစ်စေပြီးတော့အကျမ်းမှမရှိတဲ့အားငယ်စိတ်အစွဲ Inferiority Complex ကတော့အားငယ်စိတ်ကိုစင်ကြယ်ဖြစ်အသုံးပြုတာဖြစ်ပါတယ်။ဒါမိမိကိုယ်ကိုတားဆီးထားတဲ့ break တစ်လုံးလိုပဲဖြစ်စေပါတယ်။ဥပမာမာပညာမတတ်ဘူး။ဒါကြောင့်ငါမအောင်မြင်နိုင်ဘူးလို့တွေးတောတာမျိုးဖြစ်ပါတယ်။ဒီအားငယ်စိတ်တွေဟာလူမှုစုစိမ်အကြောင်းဖြစ်လာရင်နှမ်းရှိမှုအကြောင်းဖြစ်လာခြင်းဖြစ်ပါတယ်။ ဘဝကိုပြိုင်ပွဲတစ်ခုလိုရှုမြင်တာဟာအန်ရရှိတဲ့အတွေးခေါ်တစ်ခုဖြစ်တယ်လို့အတလားယူဆပါတယ်။ကျွန်တော်တို့ကြားဖူးနေကြဘဝဆိုတာတိုက်ပွဲရှုံးတဲ့လူလဲကြမယ်ကြားရဖြစ်မှရှင်းနိုင်မယ်စတဲ့ slogan တွေနဲ့တော့စန့်ကျင်နေပါပြိုင်ဆိုင်လူစိတ်ရဲ့ဆိုချိုဟာဘဝဆိုတာပြိုင်ပွဲပဲလို့ရှုမြင်မယ်ဆိုရင်အခြားသူတိုင်းကိုလည်းရန်သူဖြစ်စတင်မြင်လာပါလိမ့်မယ်အောင်နိုင်သူဖြစ်နေရဆိုရင်တော့မှငြင်းရင်ကြောက်ရွံ့မှုတွေမလုံခြုံမှုတွေမပျော်ရွှင်မှုတွေနဲ့ပြည့်နေနေပါလိမ့်အဲဒီစား Adlarian ရဲ့ အစားအသောက်အမြင်ကတော့တခြားသူတွေကိုပြိုင်ဘက်လို့မြင်မဲ့စားရဲဘော်ရဲဘက်ဖြစ်ရှုမြင်ရပါမယ်။ဒါဆိုရင် မေးစရာရှိလာတာကခုန healthy ဖြစ်တဲ့အားငယ်စိတ်မှကြတော့ရောအဲ့ဒါကရောတခြားသူတွေနဲ့ရှင်ပြိုင်လို့ဖြစ်တဲ့စိတ်မဟုတ်ဘူးလား။ healthy ဖြစ်တဲ့ inferiority ကတခြားသူတွေနဲ့နှိုင်းရှင်ခြင်းကနေမဟုတ်ဘူးနဲ့တင်းရဲ့စံပြပုံရင်းနဲ့နှိုင်းရှင်ခြင်းကနေလာတဲ့မှာ။တတိယတွေးခေါက်လွတ်လပ်မှုစီလိုလမ်းကြောင်းကောင်းဝင်ခွဲခြားခြင်းဒီကမ်းမှာတော့လူလူချင်းဆက်ဆံရေးပြဿနာတွေကိုဖြေရှင်းဖို့အတွက် က်တွေ့အကျဆုံးနည်းလမ်းကိုအသေးစိတ်ဖော်ပြပါမယ်။လူမှုဆက်ဆံရေးပြဿနာတွေကိုဖြေရှင်းဖို့အတွက်အက်ဒလာရဲ့အဓိကကိရိယာကတော့တာဝန်ခွဲခြားခြင်းလို့ခေါ်ပါတယ်။ဒီဟာကဘယ်သူရဲ့တာဝန်ဖြစ်တယ်ဆိုတာကိုခွဲခြားသိမြင်နိုင်မယ့်ရိုးရှင်းတဲ့နည်းလမ်းလေးပါ။ဒီအတွက်မိခွန်းတစ်ခုကပြုလုပ်လိုက်တဲ့ရွေးချယ်မှုကနေဖြစ်ပေါ်လာတဲ့နောက်ဆုံးရလက်ကိုအဆုံးစုံမှာဘယ်သူကလက်ခံရရှိမှာလဲဆိုတာပဲဖြစ်ပါတယ်။သူပြောတဲ့ဥပမာကိုတစ်ချက်ကြည့်ကြည့်အောင်။ကလေးတစ်ယောက်ရဲ့စာချက်ခြင်းဆိုတော့ဒါကကလေးရဲ့တာဝန်ဖြစ်ပါတယ်။ ။ဘာကြောင့်လဲဆိုရင်စာမချက်ချင်းရဲ့အကျိုးဆက်ကိုမိဘကလက်ခံရမှာမဟုတ်ဘဲနဲ့ကလေးကပဲလက်ခံရရှိမှာဖြစ်တာကြောင့်ဖြစ်ပါတယ်။မိဘရဲ့ခံကဏ္ဍကအကူအညီပေးဖို့ဖြစ်ပြီးတော့တင်းကျပ်ဝင်ရောက်ဆွတ်ပတ်ဖို့မဟုတ်ပါဘူး။ဟာဒါဆိုရင်ကလေးကစာမချက်ရင်ဒီတိုင်းလွတ်ပေးထားရမှာလား။စာအုပ်ထဲကတွေးခေါ်ပညာရှင်ကမိဘကကလေးကိုစာချက်ဖို့အမိန့်ပေးခြင်းတို့မို့တောင်းဆိုခြင်းနဲ့တခြားသူရဲ့တာဝန်တွေကိုဝင်ရောက်ဆွတ်ဖက်ခြင်းကိုရှောင်ရှားရမယ်။လူမှုဆက်ဆံရေးပြဿနာတွေအားလုံးဟာ တခြားသူရဲ့တာဝန်တွေကိုဝင်ရောက်ဆွတ်ဖက်ခြင်းဒို့မဟုတ်မိမိရဲ့တာဝန်တွေကိုတခြားသူကဝင်ရောက်ဆွတ်ဖက်ခြင်းတွေကနေစတင်တယ်လို့ပြောထားပါတယ်။ဒါပေမဲ့မိဘကကလေးကိုချင်းခတ်တဲ့နေရာမှာဝင်ရောက်ဆွတ်ဖက်ခြင်းရှိတဲ့ချင်းကပ်မှုမျိုးကိုတော့အက်ဒလာကအားမပေးပါဘူး။ဒါကလေးရဲ့လုံဆောင်မှုတွေကိုစိတ်မဝင်စားတာလို့ဆိုရတယ်။မိဘအနေနဲ့ကလေးရဲ့လုံဆောင်မှုတွေကိုသိရှိနားလည်ပြီးတော့ကာကွယ်ပေးထားပါမယ်။ကလေးကိုသူ့ရဲ့ရွေးချယ်မှုကသူ့မှာတာဝန်ရှိတယ်ဆိုတာကိုအသိပေးပြီးတော့စာချက်ချင်တယ်ဆိုရင်အကူအညီပေးဖို့အချိန်မီ အစင်သင့်ရှိတယ်ဆိုတာကိုကန်းလန်းထားရပါမယ်။ကလေးကတောင်းဆိုမှုမပြုဘဲနဲ့အတင်းဝင်ရောက်ဆွဲပစ်တာမျိုးမလုပ်ရပါဘူး။မြင်းကိုရေဆက်ရှိရာကိုခေါ်ဆောင်သွားနိုင်ပေမဲ့ရေမတောက်ခိုင်းနိုင်ဆိုတဲ့ဇူယိုးနဲ့အတူတူပဲလို့ပြောပါရတယ်။ဒါကရှီယိုးဆွဲအမြင်နဲ့တော့တော်တော်လေးဆန့်ကျင်နေရမှန်းမယ်။အရွယ်မြောက်သေးတဲ့ကလေးကိုကိုရန်ဆုံးဖြတ်ခိုင်းတာကတင့်တော်ရဲ့လား။ဒီလိုမျိုးကုန်းထုတ်စရာတော့ရှိပါရဲ့။တင်းတို့ရောဘယ်လိုမြင်လဲ။အမြင်လေးတွေကိုလည်းဆွေးနွေးပြီးသွားလို့ရပါတယ်။ တောင်းခွဲစားခြင်းကိုထပ်ပြီးတော့ချက်ကားကြည့်လိုက်မယ်ဆိုရင်တခြားသူတွေစီကအတိမတ်ပြုဖို့ကိုရှာဖွေရတာကတင်းဘွားကိုတင်းကိုယ်တိုင်မရှင်တန်ပဲနဲ့သူတို့ရဲ့နှုံနှင်းချက်တွေကိုဖြည့်ဆည်းဖို့ကြိုးစားနေခြင်းဖြစ်ပါတယ်။ဒါလွတ်လပ်မှုမရှိရဲ့နေထိုင်မှုပုံစံဖြစ်ပါတယ်။ဒီချက်ကိုတောင်းခွဲစားခြင်းနဲ့ပြန်ပြီးတော့ထိဆက်ကြည့်အောင်အခြားသူတွေကတင်းပေါ်ဘလို့ခံစားရတယ်ဘလို့ဆုံးဖြတ်တယ်သူတို့တင်းရဲ့ရွေးချယ်မှုတွေပေါ်ဘလို့တုံ့ပြန်နေဆိုတာကသူတို့ရဲ့တောင်းဝန်ဖြစ်ပါတယ်။အခက်စကားနဲ့ပြောရမယ်ဆိုရင်ဒါသူတို့ရဲ့ကိစ္စ တင်းရဲ့ကိစ္စမဟုတ်ပါဘူး။အက်ဒလန်ရဲ့လူချင်းချင်းစစ်ဆန်ရေးမှာလွတ်လပ်မှုရဲ့ဒိဗယ်ဖွင့်ဆိုချက်ကိုဒီလိုပေါ်ပြထားပါတယ်။လွတ်လပ်မှုဆိုတာအခြားသူများရဲ့အမုန်းကိုခံရခြင်းဖြစ်ပါလေ။ဒီပြင်းထန်သောနယ်စပ်ကိရက်ကဘာကိုဆိုလိုတာလဲ။ဒီလိုပြောလို့တင်းအမုန်းခံရအောင်စူးစမ်းတင်းတယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ဒါကတခြားသူတွေရဲ့အစီရင်ဆုံးဖြတ်မှုသို့မဟုတ်သူတို့ရဲ့အမုန်းကိုမကြောက်ရွံ့မဲနဲ့တင်းရဲ့ကိုယ်ပိုင်စီးမင်းတွေတိုင်းရှင်းတမ်းဖို့တတိရှိရမယ်လို့ဆိုလိုတာဖြစ်ပါတယ်။ဒါမှသာစစ်မှန်တဲ့လွတ်လပ်မှုရဲ့တန်ဖိုးဖြစ်ပါတယ်။ ဒီလိုတာဝန်ခွဲခြားပြီးတော့လွတ်လပ်မှုကိုရယူတာကိုကိုကိုအထီးချန်စီအောင်လုပ်တံပေါ့ပါ့။ဒါနောက်လာမယ့်သရုတ်ထတွေးခေါ်မှာလူချင်းချင်းဆက်ဆံရေးအားလုံးရဲ့အဆုံးစုံပန်းနိုင်ဖြစ်တဲ့နယ်ဆိုင်နဲ့ကိုပိုင်ကန်စားဆက်စီကိုရောက်ဖို့လိုအပ်တဲ့ပထမခြေလမ်းပဲဖြစ်ပါတယ်။သရုတ်ထတွေးခေါ်ဘဝရဲ့ပန်းနိုင်အတိုင်းဝန်းစိတ်ကိုရရှိခြင်းစောက်တဲမှာပါတဲ့ဒီကန်းဟာစစ်မှန်တဲ့ကိုပိုင်ကန်စားချက်နဲ့ပျော်ရွှင်မှုကိုကန်စားဖို့လိုအပ်တဲ့မန်နိုင်၃ရက်ကိုပေါင်းဆက်ရှင်းလင်းပေးထားပါတယ်။ ဒီရာကအက်ဒလာယန်စိတ်ပညာရဲ့အထွတ်ထိပ်ဖြစ်ပါတယ်။တိုင်ဝမ်စိတ် community feeling ဆိုတာလူချင်းချင်းဆက်ဆံရေးရဲ့အဆုံးစွန်ပန်းနိုင်ဖြစ်ပါတယ်။ဒါလောကကြီးမှာလုံခြုံတဲ့နေရာတစ်ခုရှိတယ်လို့ခံစားရစီပြီးတော့အခြားသူတွေကိုလည်းရဲဘော်ရဲဘက်တွေဖြစ်မြင်နေခံစားချက်ဖြစ်ပါတယ်။ဒါကိုရရှိဖို့အတွက်တစ်ခုနဲ့တစ်ခုဆက်ဆက်နေတဲ့အယူဆသုံးခုကိုကျွမ်းကျင်ဖို့လိုအပ်ပါတယ်။အဲ့ဒီအယူဆသုံးခုကိုသူတို့ရဲ့ဒိဗယ်နဲ့အကျိုးကျေးဇူးတွေနဲ့တူတင်ပြထားပါတယ်။ Emmetic ကကိုယ့်ကိုယ်ကိုလက်ခံခြင်း self acceptance ဒါကိုကိုကိုအတီးပြူခြင်းလို့ခေါ်တဲ့ self affirmation နဲ့မတူပါဘူး။ကိုကိုကိုအတီးပြူခြင်းကတင်းရဲ့60ရာခိုင်နှုန်းကို100ရာခိုင်နှုန်းလို့မိမိကိုယ်ကိုလိမ်ညာလိမ်ညာခြင်းမျိုးပါ။ဒါအပြူသဘောဆောင်တဲ့နှုတ်ထွက်အနားယူခြင်း affirmative resignation ဖြစ်ပါတယ်။တင်းရဲ့60ရာခိုင်နှုန်းကို တည်တည်ငြိမ်ငြိမ်နဲ့လက်ခံပြီးတော့ကိုကိုကိုမလဲစားဘဲနဲ့ဘလို့တိုးတက်အောင်လှုပ်ဆောင်မလဲဆိုတော့စဉ်းစားခြင်းဖြစ်ပါတယ်။ဒါအတင်မပြောင်းလဲနိုင်တဲ့အရာတွေကိုလက်ခံလိုက်ပြီးတော့တင်ပြောင်းလဲနိုင်တဲ့အရာကိုပြောင်းလဲဖို့တက်တည်ရှိခြင်းပဲဖြစ်ပါတယ်။ ဒုတိယတစ်ခုကတော့သူတပားကိုယုံကြည်ခြင်း confidence in others ပါအခြေအနေရယုံကြည်မှု trust နဲ့အခြေအနေမဲ့ယုံကြည်စိတ်ချမှု confidence ကိုခွဲခြားသိရပါမယ်အခြေအနေမဲ့ယုံကြည်စိတ်ချမှုဆိုတာသူတပားကိုတည့်တည့်မတောင်းမဲနဲ့ရဲဘော်ရဲဘက်တွေဖြစ်မြင်မှုဆုံးဖြတ်ချက်ချခြင်းဖြစ်ပါတယ်ဒါကဒန်းတူညီများတဲ့တပြင်းညီ horizontal ဆက်ဆံရေးကိုတည်ဆောက်ဖို့အတွက်လိုအပ်ပါတယ်အက်ဒလာကလူချင်းချင်းဆက်ဆံရေးဟာအလွန်အဆင်းဆင်းတဲ့ဆက်ဆံနဲ့ downline ဆက်ဆံရေး vertical မဖြစ်သင့်ဘဲနဲ့ ရေပင်ကြီးဆက်ဆံရေး horizontal ဖြစ်တဲ့လို့ယုံကြည်ပါတယ်။နံပါတ်3ချက်ကတော့သူတစ်ပါးအတွက်အကျိုးပြုခြင်း contribution to others ဒါကိုယ့်ရဲ့စိတ်မှန်တဲ့တန်ဖိုးကို ခံစားဖို့အတွက်တော့ချက်ဖြစ်ပါတယ်။ဒါကငါတစုံတစ်ယောက်အတွက်အသုံးဝင်နေဆိုရဲပုဂ္ဂလဒိဋ္ဌံကြရဲခံစားချက်ဖြစ်ပါတယ်။ဒီအကျိုးပြုမှုခံစားချက်ကအတ္တလာစိပညာမှာတော့ပျော်ရွှင်မှုရဲ့အဓိကအဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်ပါတယ်။ကျွန်တော်တို့ဟာလူတူဦးကိုသူ့ရဲ့လုံရအဆင့်မှာမဟုတ်ဘဲနဲ့ဖြစ်တည်မှုအဆင့်မှာပဲတန်ဖိုးထားတတ်ရပါမယ်။ ဥပမာကိုရမ်းချင်ရတဲ့သူဟာအသက်အန္တရာယ်ဆိုးရင်ရတဲ့အချိန်နဲ့ရောက်ရှိနေရဆိုပါလို့အဲ့ဒီအချိန်မှာသူဟာဘယ်လိုရက်ကူမှလှုပ်ဆောင်နိုင်တဲ့အချိန်ကြီးမျိုးမဟုတ်ပေမဲ့အသူအသက်ရှင်နေသေးတယ်ဆိုတဲ့ဖြစ်တည်မှုခွန်တွေကပဲတင့်အတွက်အကြီးမားဆုံးအားရှိမှုနဲ့အကျိုးပြုမှုဖြစ်နေပါလိမ့်မယ်ဒီစီမင်းတွေနဲ့အတူကျွန်တော်တို့ဟာပြည့်ပြည့်စုံတဲ့ဒိဗေရှိတဲ့ဘဝကိုတခဏချင်းဘလူရှင်တန်ရမယ်ဆိုတာကိုနောက်ဆုံးမှနားလည်နိုင်မှာပဲဖြစ်ပါတယ်ဒီစမောင်းမြောက်တွေးခေါ်ရတော့ဒိဗေရှိသောဘဝကို ဒီနေရာဒီအချိန်မှာဘလို့ရှင်တမ်းလေစာအုပ်ရဲ့နောက်ဆုံးအခန်းမှာတော့ပြစ်စုပံမှာရှင်တန်ချင်းဆိုင်ရာအတလာရီယန်အတွေးခေါ်ကိုရှင်းပြထားပါတယ်။ဒါကသင်ရဲ့နေ့စဉ်ဘဝကိုအသေးပဲရှိရှိနေထိုင်နိုင်ဖို့အတွက်လက်တွေ့ကျတဲ့လမ်းညွှန်ချက်တစ်ခုဖြစ်ပါတယ်။ဘဝကိုစမှတ်တစ်ခုကနေဆုံးမပန်းနိုင်စီကိုသွားတဲ့ခေတ်တစ်ခုလိုမြင်တဲ့အယူဆကိုငင်းပယ်ရပါမယ်။ဥပမာတောင်တက်ခြင်းလိုမျိုးပေါ့။တောင်တက်တယ်ဆိုတဲ့နေရာမှာ တောင်ချေကနေတောင်ထက်ရောက်တဲ့အထိလမ်းခေးမှာ ပန်းတိုင်မရောက်သေးဘူးဆိုရင်မပြည့်စုံတဲ့ခံစားချက်ပဲရနေပါလိမ့်မယ်။ဒီစိတ်နေသဘောထားဘဝရဲ့အစိတ်ပိုင်းများစုကိုပြင်ဆင်ခြင်းဖြစ်စေပါရဲ့။တင်းရည်ရချက်ကဆရာဝန်တယောက်ဖြစ်ခြင်းနဲ့ဆိုရင်ဆရာဝန်မဖြစ်ခင်ချိန်ထိမပြည့်စုံတဲ့ချိန်တွေလို့သတ်မှတ်လို့ရတယ်။ဈာထဲမှာအမျိုးမျိုးပြောင်းလဲသွားနိုင်တယ်။ဒါကြောင့်ဘဝကမြင်းပြောင်းကြီးမဟုတ်ပဲနဲ့အဆက်များရဲ့သို့မဟုတ်အခိုက်အတန့်လေးများရဲ့ဇက်တိုက်ဖြစ်ပေါ်နေမှုသာဖြစ်တယ်လို့မြင်ကြည့်ပါ။ဘဝကိုတောင်းတက်သလိုမဟုတ်ပဲကောက်ခုံခြင်းလို့မြင်အောင်ကြည့်ပြီးတော့ လက်ရှိခိုက်တံမှာအိဗေရှိရှိနေထိုင်တဲ့မှာကောက်ခုံချင်းရည်ရွယ်ချက်ကကနေတဲ့လှူရှောင်းမှုတွေမှာဖြစ်ပြီးတော့ကလို့ပြီးသွားတဲ့ခီးဆုံးကိုရောက်ရှိခြင်းမဟုတ်ပါဘူးဘဝတစ်ခုဟာဒီနေရာဒီအချိန်မှာပဲအမြဲတမ်းပြည့်ပြည့်စုံတာဖြစ်ပါတယ်ကြီးမားဆုံးသောဘဝလင်ညာမှုကြီးကဒီနေရာဒီအချိန်မှာမရှင်သန်ခြင်းဖြစ်ပါတယ်စင်ကြီးတွေအတွက်အတိတ်ကိုအာရုံစိုက်နေတာသို့မဟုတ်မျောလင်းချက်အတွက်အနာဂတ်ကိုအာရုံစိုက်နေတာဟာပြစ်စုံပံအခိုက်အတန့်မှာရှင်သန်မှုကိုရှုံရှားတဲ့နိလန်တစ်ခုဖြစ်ပါတယ် ပြည့်စုံပံပေါ်တဲတဲမှာပဲအားကောင်းတဲ့မိမောင်းတို့ကိုတင့်ကိုတင်တိုက်တွန်းတင်ပါရဲ့ဒါဟုကြဆက်ယုံစင်မြင့်ဘောဟာဥပမာနဲ့ဒီလိုရှင်းပြထားပါရဲ့တင်ရပြည့်စုံစင်ပေါ်မှာရန်နေရလို့စိတ်ကူးကြည့်ပါအကယ်၍ကမ်းမတွေမှာရှိတဲ့မြေတွေအားလုံးဖွင့်ထားမယ်ဆိုရင်နောက်ဆုံးခုန်တန်းတီကိုအားလုံးကိုမြင်နိုင်ပါလိမ့်မယ်ဒါပေမဲ့ကမ်းမကိုအမောင်ချထားပြီးတော့တင့်ပေါ်မှာပဲအားပြင်းတဲ့စပော့မီကြီးကိုထိုးထားမယ်ဆိုလို့ရှိရင်ခြေစုံကခုန်တန်းကိုတော့မှတင်ကောင်းကောင်းမြင်ရတော့မဟုတ်ပါဘူးကျွန်တော်ရဲ့ဘဝကလည်းဒီတိုင်းပါပဲကျွန်တော်တို့ကိုယ်ပေါ်မှာ မိန်ပြောတဲ့လင်းအောင်မဲဒိုးထားလို့အတိတ်နဲ့အနာဂတ်ကိုမြင်နေရတာဖြစ်ပါတယ်။ကဲလို့လူတယောက်ကပြစ်စုပ်ပန်တဲတဲ့ကိုအလင်းအောင်ကောင်းကောင်းနဲ့ထိုးထားလိုက်မယ်ဆိုရင်အတိတ်သို့မဟုတ်အနာဂတ်ကိုအာရုံစိုက်နိုင်မှာမဟုတ်ပါဘူး။ဘဝအခိုက်အတန့်တွေစီထားခြင်းဖြစ်ပြီးတော့အတိတ်နဲ့အနာဂတ်နဲ့ပတ်သက်တဲ့အနောင်နာတွေစိုးရင်ပူပန်မှုတွေဟာတကယ်မဟုတ်ပါဘူး။ဒါပေမဲ့ကျွန်တော်တို့အားလုံးလိုလိုပြစ်စုပ်ပန်မှာနေထိုင်ဖို့မိနေကြပါတယ်။ဒါဟုအဲ့လားကြီးမားတဲ့ဘဝလင်လင်မှုကြီး The greatest lifeline နဲ့အတူနေထိုင်ခြင်းလို့ဆိုပါတယ်။ အခိုက်အတန့်အတိုင်းမှာရိုးသားစွာရှင်သန်ခြင်းကမှဘဝကိုအသေးပဲရှိစေတဲ့အရာဖြစ်ပါတယ်။ကဲနောက်ဆုံးမိကုံကိုဖြည့်ရှင်းကြပါစို့။ဒါဆိုဘဝရဲ့အသေးပဲကပါနေ။အက်ဒလာရဲ့အဖြေကတော့ဘဝရည်ဘူးအောင်ခြင်းအသေးပဲမရှိပါဘူး။သို့တော့သင်ကသင်ရဲ့ဘဝကိုအသေးပဲသတ်မှတ်ပေးသူဖြစ်ပါတယ်။အက်ဒလာကကျွန်တော်တို့ရဲ့ဘဝမှာလမ်းပြောင်းမနေအောင်ဘဝမှာနေထိုင်ရတာအသေးပဲမင်းမနေစေဖို့အတွက်လမ်းပြောင်းချက်တစ်ခုကိုသတ်မှတ်ပေးပြီးတော့ညီကုန်းချုပ်သွားပါတယ်။အဲ့ဒီလမ်းတွက်ချက်ကတော့သူတစ်ပါးအတွက်အကျိုးပြုခြင်းဖြစ်ပါတယ်။ ဒီလမ်းပြကြုံကပျောက်ပြက်စီသည်လူတယောက်ဟာလွတ်လပ်စွာရှင်သန်ပြီးတော့ပျော်ရွှင်နိုင်ပါတယ်။တင်းရဲ့အပြောင်းလဲကတင်းပတ်ဝန်းကျင်ကိုပြောင်းလဲစေနိုင်တဲ့အင်အားတစ်ခုဖြစ်တယ်ဆိုတော့မမေ့ပါနဲ့လို့မှာကြားသွားပါတယ်။အဆုံးဖြတ်ချက်ကိုတင်းရဲ့ကျေးဇူးတင်ပါတယ်။